အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တာပါဝိရိစာအုပ်တော်ဦးတော်အောင်မင်းကောင်ကြီးလမ်းညွှန်ပေးခဲ့တဲ့ဂါရာကြီးတစ်ပုဒ်ရှိတယ်ကြောဒီဂါရာကဒီဂါရာကိုရုပ်ဖတ်တဲ့ဆေပူဇော်တဲ့အခါမှာအောင်မြင်မြင်နော်ချမ်းသာခြင်းလက်ရွှင်ခြင်း PC အုပ်စာတနကျော်ဝခြင်းမိမိတို့ရဲ့အခက်ခဲတွေ PC ပေါ့မြောက်အောင်မြင်ခြင်းကိုဖြစ်စေတယ်တဲ့နော်မိုင်းဘုံမင်းကောင်ကဒီဂါရာကို အားမဲ့ဆရာတော်ဘုရားကြီးစီကနေပြီးတော့မှရရှိထားတယ်ဆိုပြီးတော့လေဆိုခဲ့ဘူးလေဘသူဆိုခဲ့တာလဲဆိုတော့ကျွန်တော်တို့ရဲ့အရှိမရှိနေတယ်ကျွန်တော်တို့ရဲ့အရှိမရှိခဲ့တဲ့ပုဂ္ဂိုလ်ဆရာကြီးတွေကိုပေါ့နော်လက်ညှိုးပြသပေးခဲ့တယ်။အဲ့တော့အဲ့ဒီကာလာကိုကျွန်တော်အားလုံးရုပ်ဖက်တည်းစေပူဇော်ဖို့အတွက်ကျွန်တော်တင်ပြပေးပါမယ်။အဲ့တော့ကာလာလေးကလွယ်ပါတယ်။ဘုဒ္ဓံဇေယံဘုဒ္ဓံတုခံဘုဒ္ဓံလာဘံ ုဒ္ဓံတဏံဗုဒ္ဓံဇေယံဗုဒ္ဓံသူခံဗုဒ္ဓံလာဗံဗုဒ္ဓံတဏံပြီးတော့ဓမ္မံဇေယံဓမ္မံသူခံဓမ္မံလာဗံဓမ္မံတဏံပြီးတော့တန်ခံဇေယံတန်ခံသူခံတန်ခံလာဗံတန်ခံတဏံပြီးတော့တိဋ္ဌိဇေယံတိဋ္ဌိသူခံတိဋ္ဌိလာဗံတိဋ္ဌိတဏံအဲ့တော့ဘာလို့လဲတော့ဇေယံသူခံလာဗံတဏံအဲ့ဒါကိုရှိမှဗုဒ္ဓံဓမ္မံတန်ခံတိဋ္ဌိဆိုတဲ့၄ခုနော်ဒါကိုတတ်တာပါ လွဲပါတယ်နော်ဗုဒ္ဓံဇေယံဗုဒ္ဓံသူခံဗုဒ္ဓံလာဘံဗုဒ္ဓံတနေအဲ့တော့အစအနေအဆုံးအထိကိုတစ်ခေါက်ပဲသတ်မှတ်အဲ့ဒါကိုဒီချိန်တစ်ခါရုပ်ရင်၈၀နဲ့ဒီချိန်လေးတွေရုပ်ပေးရတယ်နော်မနက်၈၀နဲ့ဒီချိန်ည၈၀နဲ့ဒီချိန်ရုပ်ဖက်ပူစောတလဲစဲပေးရပါတယ်အဲ့ဒါဆိုရင်တော့မင်းတို့ရဲ့ဒီအောင်မြင်ခြင်းအောင်မြင်မယ်ချမ်းသာမယ်လက်ရွှင်မယ်စီးပွားဥစ္စာလာဘတွေပေါ်ကျွယ်ဝမယ်မင်းတို့ရဲ့အခက်အခဲတွေပြီးစီးအောင်မြင်မယ်ဒါမျိုးတွေရစီရပါတယ် ဒါနဲ့ပတ်သက်ပြီးတော့ဒီကာလာကိုရုတ်ဖက်တယ်လဲဆိုရင်မဆိုအရင်ဆုံးဥပမာမြူရဲအိမ်မှာရှိတဲ့မဆော့ပြားရှင်ကိုလိုမျိုးကြီးကိုရေချမ်းတစ်ခွက်စီမီတတိုင်းအမှုရတိုင်းပူဇော်ပြရတယ်။ပြီးတဲ့ခါကျရင်လည်းအဘာကြီးဘူးမင်းကောင်ကိုလည်းဘေးနားနေမြို့မှာစပွဲခုံလေးတစ်ခုံနဲ့ပေါ့နော်။ဘုရားရှင်ဘယ်မှာလဲမလုံနဲ့။ဘုရားရှင်ဘေးနားမှာစပွဲခုံလေးတက်တက်လေးခုံလေးခုံလုံးအဲ့ခုံလေးပေါ်မှာနော်ဒီရေချမ်းတစ်ခွက်နော်မိမိတို့လှူခြင်းနဲ့ဒန်းခြင်းနဲ့စိတ်ရှိတဲ့ဟာလေးကိုလှူဒန်းနော်ဘာလှူလှူရတယ်ရေချမ်းတစ်ခွက်ပဲလှူလေရတယ်အဘာကြီးဘူးမင်းကောင်ကို ရေကတ်လိုပါတယ်မီးပူစောပါတယ်ဒီလိုမျိုးပေါ့ပြောပေးမယ်နော်အဲ့လိုမျိုးပြောပေးမယ်ပုံမှန်အားဖြင့်ဆိုရင်ဗိုင်းပုံမင်းကောင်ဘာလူကြလဲဆိုလက်လာပါပုံအောင်လို့ဆိုပြီးတော့ပဲကလာဟင်းလူကြတယ်ပဲကလာဟင်းမဟုတ်ပါဘူးပဲနဲ့ချက်ပဲချက်သားနဲ့ပဲကလာပဲနဲ့ရောချက်ထားတဲ့ဟင်းပေါ့အဲ့ဒါလူကြတယ်နော်အဲ့ဒါကြီးလူနိုင်တယ်ဆိုတော့ပိုကောင်းတယ်လူလူမယ်ဆိုတော့လက်တော့ပြောင်းချင်ကလိုမျိုးကြီးကိုလည်းအရင်လူရတယ်ပြီးတော့မိမိရဲ့အဲ့ဒီအဘိုင်ဘိုမင်းကောင် ရှေ့မှာလေအဲ့ဒီပေါ့နော်ကျွန်တော်တို့ဒီစတားဟင်းနဲ့ပဲဟင်းတို့မဟုတ်စတားဟင်းနဲ့ပဲဟင်းနဲ့ရောချက်တဲ့ဟာပေါ့ အဲ့လားလေးတွေကိုထမင်းတပွဲနဲ့ကတ်လို့ပူဇော်ပေးရတယ်နော်ဥပုပ်စောင့်ကြတဲ့အတွက်ကြောင့်မလို့ပြောရမယ်ဆိုရင်တော့ဖရာကလည်း7နိုင်ကျော်ရင်လည်းဖုံးမပေးရတာမဟုတ်လို့7နိုင်မတိုင်ခင်မှာလုပ်ရင်ကောင်းတယ်ဘေးချင်းလို့လို့7နိုင်မတိုင်ခင်လုပ်ရင်ရတယ်နော်အဲ့လိုမျိုးပူဇော်ပေးမယ်ပူဇော်ပေးပြီးတဲ့အခါမှာဖရာကိုကျော်ဒီကုပေးတဲ့ဖရာရှိကုန်နေရှိတယ်အဲ့ဒါဘာကြီးဘုံမင်းကောင်ဖရာရှိကုန်နေပဲကျော်ထောင်ထဲမှာဒီကားတော့ဒီဖရာရှိကုန်နေကျတော့အများကြီးရွတ်လေရှိတယ်ကဘာပေါ်တွင်တဆူမကျွင်းတဆင်းတုမကြံအဟံတပြီးရောရုံဏံတပြီးရော နော်မကောင်းမှုသည်ညူများမရှိဝန္တာမိ၈၉ပါဤဖရာကဘာပေါ်တွင်တဆုမခြင်းတဆင်းတို့မခြင်းအဟံတပိရောယုံနံတပိရောမကောင်းမှုသည်ညူများမရှိဝန္တာမိ၈၉ပါဤဖရာဖရာရှိကုန်နေရှိတယ်အဖရာရှိကုန်နေကိုလည်း၈၉ပေးပါအဲ့တော့အဘာကြီးဘုံမင်းကောင်ကိုလည်းကျွန်တော်တို့မြေတာပို့တာပေးပါပြီးရခါကြလဲကျွန်တော်တို့ဗားမက်ဆရာတော်ဘုရားကြီးကိုလည်းမြေတာပို့တာပေးပါအဲ့လိုဆိုရင်တော့ဒီခါကိုဘယ်လောက်ထိယူပေးရမလဲခင်ဗျားတို့ယွတ်နိုင်တဲ့လောက်ယူပေးအဋ္ဌဌာန်အနေနဲ့ယူမယ်ဆိုရင်80တရက်တိယူပေးရပါတယ် တနေ့ကိုမနက်80ကြိမ်နေ့လယ်80ကြိမ်ည80ကြိမ်နော်3ကြိမ်နဲ့80တရက်တည်းတူပေးရတယ်အဲ့ဒါဆိုရင်တော့ဒီမှာလိုအပ်နေတဲ့အရာအလုံးပြည့်စုံသွားလိမ့်မယ်အဲ့လိုပြောကြတယ်အဲ့တော့ခနာအနေနဲ့80တရက်တည်းတည်းမရွတ်နိုင်အောင်ဆိုရင်တော့မနော်ဒီယူကြည့်ပေးပါခံစားကြည့်ပေးပါအဲ့ဒါဆိုတော့စဉ်းပြပါပါလိမ့်မယ်သောသောကပေါ့နော် live moment ကိုခနာကပြောတဲ့ဒီနော်ကြက်သားလို့ဘာလို့ပူပူစောကဘေးချင်းပူစောကမှာခင်ဗျားတို့နေတိုင်းပူစောနိုင်ပူစော ဘာမှမဖြစ်ဘူးเนาะတပတ်ကိုတစ်ချိန်ပူဆော်မယ်ဆိုလဲပူဆော်ရတယ်ဟုတ်ပြီလားအရာအကန့်အသတ်မရှိဘူးခဏောက်ဒီကာရာကိုရွတ်နေတဲ့ကာလာပလုံမှာဆိုရင်เนาะအရင်ဆုံးเนาะဟိုချက်ပဲဟင်းချက်ပဲထမင်းမပူဆော်နိုင်ဘူးဆိုရင်တော့မှပန်းရေချမ်းเนาะပန်းရေပန်းမကတ်နိုင်ဘူးဆိုရင်တော့မှဗျာရေနဲ့စီမီရပြီဒီချက်ပို့ပြီးလှူချင်လှူလို့ရတယ်ဘာကတ်သက်မှာကတ်သက်ပုံမှာမရှိဘူးအဓိကတော့ရုပ်ဖက်တယ်ဆဲပူဆော်ဖို့ပဲဟုတ်ပြီနော်